င်သူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးကျုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမကတော့ချူပါ။ဒီနေ့မေလ10ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ တယံဇာတာကပြည်သူအလုံးပိုင်ဆိုင်တဲ့တိုင်းပြည်အမွေနှစ်ဖြစ်တာကြောင့်အသွင်ကူးပြောင်းရေးကာလရောက်တဲ့အခါတော်လန်ရေးအစိုးရအသုံးစရိတ်တွေကိုပွင့်လင်းမြေသားစွာချပြရမှာဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းပြောကြားလိုက်တဲ့သတင်းအရက်ဖက်နဲ့တော်လန်ရေးဆိုင်ရာစံမာရေးစောက်ရှောက်မှုလုပ်ငန်းတွေမှာစက်တန်းပေါင်း21645တန်းကျော်သုံးစွဲခဲ့တယ်လို့စံမာရေးဝင်ကြီးဌာနထုတ်ပြန်လိုက်တဲ့သတင်း အကျန်းဖတ်စစ်ကောင်စီရဲ့ပူလောမျိုးမရဲစခန်းကိုဗိတ်ခရိုင်အဖက်တရင်ကဝင်ရောက်တိုက်ခတ်ပြီးအကျန်းဖတ်ဒူရဲအုပ်တအူးနဲ့ရဲတပ်သားတအူးသေဆုံးပြီး၆ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းအကြံဖက်စစ်ကောင်စီကရုရှားနှိပညာနဲ့အနုမျိုးဓာအပေးဆက်ယုံတိစောက်မဲ့ပေါ်မြန်မာနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအတွက်အလွန်ဆိုးရိမ်ပူပန်တယ်လို့ KNU ဗိတ်တဝဲခရိုင်ထုတ်ပြန်လိုက်တဲ့သတင်း အကျန်းဖက်ဆဲအုပ်စုကြောင့်ယခုနှစ်အတွင်းအမျိုးသမီး222ဦးထိတည်ဆုံးခဲ့တဲ့တည်နေဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်နေဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူမှုတပိတ်တည်နေပဲဖြစ်ပါတယ် တယံဇာတာကပြည်သူအလုံးပိုင်ဆိုင်တဲ့တိုင်းပြည်အမွေအနှစ်ဖြစ်တာကြောင့်အသွင်ကူးပြောင်းရေးကာလရောက်တဲ့အခါတော်လန်ရေးအစိုးရအသုံးစရိတ်တွေကိုပွင့်လင်းမြေသားစွာချပြရမှာဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးချုပ်မန်ဝေခိုင်တန်းပြောကြားလိုက်တဲ့သတင်းကိုပထမဦးဆုံးတင်ဆက်ပေးပါမယ်။တယံဇာတာကပြည်သူအလုံးပိုင်ဆိုင်တဲ့တိုင်းပြည်အမွေအနှစ်ဖြစ်တာကြောင့်အသွင်ကူးပြောင်းရေးကာလရောက်တဲ့အခါတော်လန်ရေးကာလလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့တော်လန်ရေးအစိုးရရဲ့အသုံးစရိတ်တွေကိုပွင့်လင်းမြင်သာစွာချပြရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မဲဝေခိုင်တန်းကပြောကြားလိုက်ပါတယ်။ပြည်အောင်စုအစင်တင်ရစာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့၅မေဆောင်2025အစည်းအဝေးကို2025ခုနှစ်မေလ၈ရက်မှာကျင်းပပြုလုပ်ခဲ့ရာပြည်အောင်စုအစင်တင်ရစာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌပြည်အောင်စုဝင်ကြီးချုပ်မဲဝေခိုင်တန်းကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ ။တယန်ဇာတသည်ပြည်သူအလုံးပိုင်ဆိုင်တဲ့တိုင်းပြည်အမွေနဲ့ဖြစ်တာကြောင့်အသွင်ကူးပြောင်းရေးကာလရောက်တဲ့အခါမှာတော်လန်ရေးကာလလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့တော်လန်ရေးအစိုးရရဲ့အသုံးစိတ်တွေကိုပြည်သူလူထုထံပွင့်လင်းမြင်သာစွာချပြပြီးရှင်းလင်းတဲ့တကွရှင်းလင်းတင်ပြပေးရမှာဖြစ်ကြောင်းဒါကြောင့်ယခုအချိန်အားစပြီးစီးရင်စရာများတေချာစီစစ်ပြီးမှန်ကန်စေဖို့တာဝန်ယူဆောင်ရွက်ကြဖို့သက်ဆိုင်ရာရုံးအဖွဲ့တွေကိုလည်းအထူးမှားကြလို့ကြောင်း ဒါမှသာနောက်လာမယ့်အသွင်ကူးပြောင်းရေးအစိုးရကိုစနစ်တကျလွှဲပြောင်းနိုင်မှာဖြစ်ကြောင်းပြည်အောင်စုဝင်ကြီးချုပ်မဲဝဲခိုင်တန်းကအခုလိုမျိုးပြောကြားလိုက်တာပါ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော်လှန်ရေးကာလအလုံးအကောင့်ထဲပေါ်ဆောင်ရမယ့် Federal တယံစာတမူဝါဒလုပ်ငန်းစဉ်ကိုအထောက်အကူပြုစေဖို့အတွက်ပြည်သူ့ဗဟိုပြုတယံစာတစီမံခန့်ခွဲမှုဆိုင်ရာအလေးထားများဖွင့်ပြိုးတိုးတက်အောင်လေ့ကျင့်ပြိုးထောင်နေခြင်းဖြစ်တဲ့အတွက်တယံစာတကိုတဦးတယောက်တစုတစ်ဖွဲ့ကစီမံခန့်ခွဲတာမျိုးလုံးဝလက်ခံလို့မရဘူးလို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြောင်စုဝင်ကြီးချုပ်ကတော်လိုင်းကာလအတွင်းဒေတာခံပြည်သူများရဲ့လူမှုဘဝရှင်သန်ရက်တည်ရေးဒေတာကာကွယ်ရေးနဲ့လူသားချင်းစာနာထောက်ထားရေးဆိုင်ရာကိစ္စရပ်များအတွက်လိုအပ်တဲ့ရန်မုံငွေတရက်ရရှိရန်နဲ့တော်လိုင်းကာလအတွင်းတယံစာတလုပ်ငန်းများကို အတက်နိုင်ဆုံးစနစ်တကျစီမံနိုင်ရဆိုတဲ့ရည်ရွယ်ချက်တွေနဲ့တယံစာတစီမံအုပ်ချုပ်ရေးလုပ်ငန်းများအကောင့်ထက်ပေါ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း မြောက်စုကနေစီမံခန့်ခွဲရတဲ့အပိုင်းတွေမှာတိုင်းလိုက်အထူးတယံဇာတလုပ်ငန်းအဖွဲ့တွေကိုအတီးတီးတာဝန်ပေးအပ်ပြီးဆောင်ရွက်နေကြတာဖြစ်လို့အောင်မြင်တဲ့လောက်အောင်မြင်တယ်လို့ယူဆရပါကြောင်းတော်လည်း၄နှစ်တာကာလအတွင်းတယံဇာတလုပ်ငန်းတွေစီမံဆောင်ရွက်ကြရမှာသက်ဆိုင်ရာဝင်ကြီးဌာနများအနေနဲ့မူဝါဒတွေနဲ့ကိုက်ညီမှုရှိမရှိအစိုးရရန်ရရမှာပါဝင်နေသူတွေအနေနဲ့မူဝါဒကိုဘလောက်ထိအကောင့်ထဲပေါ်ဆောင်ရွက်နိုင်စွမ်းရှိတယ် ်မူဝါဒကိုအကောင့်ထည့်ဖို့ရမှာဘလို့စိန်ခေါ်မှုတွေရှိနေတယ်ပြည်သူကဘလောက်ထိလိုက်ပါပူပေါင်းဆောင်ရွက်နိုင်လဲစတဲ့အချက်တွေကိုအမြဲပြုစုသုံးသပ်ပြီးပုံမစနစ်ကျစေရင်တစ်ဆင့်ချင်းတိုးတက်ပြည့်စုံဆောင်ရွက်ကြရင်လိုအပ်ကြောင်းတရားစာတာလုပ်ငန်းများဆောင်ရွက်ရမှာမြို့နယ်များကစီမံခန့်ခွဲတဲ့အပိုင်းကိုလည်းသက်ဆိုင်ရာ TAB အနာအဖွဲ့များကတေချာစက်မှတ်ကြဖို့အထူးမှားကြလို့ကြောင်း ပြောင်စိုးကလည်းဝိုင်းဝန်းချက်မဲ့ပေးရမှာဖြစ်တယ်လို့လိုအပ်ချက်တွေကိုလည်းကိုညီပံ့ပိုးဖြည့်ဆည်းပေးကြရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာလေးမင်းဆောင်2025ကျိန်းမြောက်အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနဲ့ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကိုပြည်အောင်စုအဆင့်တယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အတွင်းမှကတင်ပြခဲ့ပါတယ်။ အဲ့ဒီနောက်တယံစာတာစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကိုသက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများကတင်ပြခဲ့ကြပြီးတင်ပြချက်များနဲ့ပတ်သက်ပြီးတက်ရောက်လာတဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များကဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါတယ်ဆက်လက်ပြီးပြည်အောင်စုအဆင့်တယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ငားမင်းဆောင်2025အစည်းအဝေးဆုံးဖြတ်ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ကြပါတယ်။ ပြည်အောင်စုအစ်စ်တယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အစည်းအဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်ဒုတိယဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဖြစ်ကြတဲ့တယံဇာတနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိရေးဝင်ကြီးဌာနပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနကာကွယ်ရေးဝင်ကြီးဌာနစီမံကိန်းဗန္ဓာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝင်ကြီးဌာနလျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနတို့မှပြည်အောင်စုဝင်ကြီးများပြည်အောင်စုဒုတိယဝင်ကြီးများနဲ့အတွင်းဝင်များ ပြည်အောင်စုဝင်ကြီးချုပ်ရုံးမှာအတွင်းဝင်တဲ့ပြည်အောင်စုအဆင့်တယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့အတွင်းရင်းမှုရုံးအဖွဲ့တို့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့အရက်ဖက်နဲ့တော်လန်ရေးဆိုင်ရာစံမာရေးစောက်ရှောက်မှုလုပ်ငန်းတွေမှာစက်တန်းပေါင်း21645တန်းကျော်သုံးစွဲခဲ့တယ်လို့စံမာရေးဝင်ကြီးဌာနထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရစံမာရေးဝင်ကြီးဌာနအနေနဲ့အရက်ဖက်စံမာရေးစောက်ရှောက်မှုလုပ်ငန်းတွေနဲ့တော်လန်ရေးဆိုင်ရာစံမာရေးစောက်ရှောက်မှုလုပ်ငန်းတွေမှာစက်တန်းပေါင်း11645တန်းကျော်အထိသုံးစွဲခဲ့တယ်လို့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်စီရင်ကန်စာမှာထုတ်ပြန်အသိပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက၄နှစ်တာကာလအတွင်းအရက်ဖက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက်စက်တန်းပေါင်း18,304သန်းကျော်နဲ့တော်လန်ရေးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက်စက်တန်းပေါင်း3,341သန်းကျော်သုံးစွဲခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကအကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ကျန်းမာရေး CDM နိုင်ငံဝန်ထမ်းများ အရက်ဖက်ကျမ်းမာရေးဝန်ထမ်းတွေနဲ့ကျမ်းမာရေးဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။တော်လိုင်းရဲဘော်တွေနဲ့ပြည်သူလူထုရဲ့ကျမ်းမာရေးစောင့်ရှောက်မှုများကိုစောင့်ရှောက်ပေးနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ ထပ်မံပြီးတင်ဆက်ပေးမှာကတော့အကျန်းဖက်စစ်ကောင်းစီရဲ့ပူလောမျိုးမရဲစခန်းကိုဗိတ်ခံရအမှတ်တတရင်ကဝင်ရောက်တိုက်ခိုက်ပြီးအကျန်းဖက်ဒူရဲဥတအူးနဲ့ရဲတပ်သားတအူးသေးဆုံးပြီး၆ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ တနင်္လာရီတိုင်းဘိတ်ခရိုင်ပူလောမြို့နယ်တောင်ရကန်းကျေးရွာမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့ပူလောမြို့မှာရဲစခန်းကိုမေ9ရက်မနက်6:30မိနစ်မှာဝင်ရောက်တိုက်ခိုက်ချိန်မုံခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘိတ်ခရိုင်အမှတ်1တရင်ကမင်းညာထုတ်ပြန်ပါတယ်။အဆိုပါစစ်စင်ရေးအတွင်အကျန်းဖက်စစ်ကောင်စီရဲ့ဒူရဲအုပ်တအူရဲတပ်သားတအူတေဆုံးပြီး6ဦးခန့်အထိဒဏ်ရာရရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တိုက်ပွဲကအပြန်အလှန်ပြစ်ခတ်မှုနိုင်ဝက်ခတ်ကြာမိခဲ့ပြီးတော်လဲတက်ဖွဲ့တွေဘက်ကအထိခိုက်မရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်တိုက်ပွဲမှာအထိနာသွားတဲ့အကျန်းဖက်စစ်ကောင်စီကအကျန်းဖက်ခလာရ285တရင်ကနေစပူပင်ကျေးရွာဘက်ကိုလက်နက်ကြီး15ချက်နဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုတာနဲ့အောက်ပေါင်းကျေးရွာမှာအရသားပြည်သူ9ဦးကိုလည်းဖမ်းဆီးခဲ့ပါတယ်စစ်စင်ရင်တွင်ဂျီသွေးရိုင်ဖယ်တစ်လက်ဂျီ200ဂျီပေါ့စ်နှစ်ခု က်ကင်ဖုန်းနှလုံးနဲ့ယာရူးတစ်စိတ်တစ်စုံ service button တို့တင်ဆက်ရမိခဲ့တယ်လို့လည်းဘိတ်ခရရဲ့အမှတ်တတရင်ကထုတ်ပြန်ထားပါတယ်ရှင်အခုဆက်လက်ပြီးတော့အကြံဖက်စစ်ကောင်စီကရုရှားနည်းပညာနဲ့အနုမြူတအားပေးဆက်ယုံတိစောင့်မဲ့အပေါ်မြန်မာနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအတွက်အလွန်ဆိုးရင်ပူပန်တယ်လို့ KNU ဘိတ်တဝဲခရိုင်ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကရုရှားနည်းပညာနဲ့130မဂါဝတ် အမှုမြူတအားပေးဆက်ယုံတည်ဆောက်မဲ့အပေါ်မြန်မာပြည်သူတွေနဲ့ထိုင်းနိုင်ငံပြည်သူတွေရဲ့လုံခြုံရေးအတွက်အလို့ဆုံးရင်ပူပန်တယ်လို့ KNU ဘိတ်ခဝဲခရိုင်က မေ6ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်တည်းမှာ2025ခုနှစ်မတ်လ9ရက်မှာသတင်းမီဒီယာမှတဆင့်ဖော်ပြခဲ့တဲ့မြန်မာစစ်အာဏာရှင်အစိုးရကရုရှားနည်းပညာဖြင့်130မဂါဝပ်အနုမြူတက်ဆက်ရုံတစ်ခုတည်ဆောက်မဲ့သတင်းကြောင့်ကျွန်ုပ်တို့ရဲ့ပြည်သူများနဲ့ထိုင်းနိုင်ငံပြည်သူများရဲ့လုံခြုံရေးအနေရကင်းရှင်းမှုနဲ့ကောင်းမွန်သောဘဝနေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်ပြီးပါတယ်။ လက်ရှိအနေအထားမှာတည်ဆောက်နိုင်သောနေရာနှစ်ခုကိုဖော်ပြထားပြီး၎င်းနေရာများမှာပဲခူးဒေသအလဲပိုင်းနဲ့ထိုင်းနိုင်ငံနယ်စပ်တနင်္သာရီတိုင်းဒဝဲဒေသရှိဒဝဲအထူးစီးပွားရေးဆောင်တို့မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ကင်မျိုးသားအစည်းအရုံးတက်မဟာလေးအနေနဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံရှိဒေသခံပြည်သူများရဲ့လုံခြုံရေးအားအာမခံချက်ရရှိစေရန်ဗိတ်တဝဲဒေသရှိအစံဖက်စစ်တပ်ရဲ့ထီခီစစ်အခြေစိုက်စခန်းကိုပြန်လည်ထိန်းချုပ်ခြင်းကမဖြစ်မနေလိုအပ်တယ်ဆိုတာကိုလည်းယုံကြည်ရဆိုပြီးတော့လည်းအသိပေးထားပါတယ်။ ဒါပြင်ပြည်သူများရဲ့ကိုယ်ကျင်းမာကိုဖန်တီးခွင့်နဲ့အကျန်းဖက်မြမစစ်တပ်ရဲ့အကျန်းဖက်မှုများမှာလွတ်မြောက်စေရန်အတွက်အကျန်းဖက်စစ်ကောင်စီအပေါ်စည်ရေးအရာအရင်းယူဆောင်ရွက်မှုများပြည်လုံးရဲ့လိုအပ်တယ်လို့လည်းယုံကြည်တယ်လို့ဖော်ပြထားပါတယ်။ KNU နဲ့အကျန်းဖက်စစ်တပ်တို့အကြားစည်ရေးတင်းမာမှုအခြေအနေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်နိုင်ခြင်းနဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကိုလေးနက်စွာသုံးသပ်ခဲ့ပြီးထိခိုက်နိုင်ခြင်းများကိုလည်းရှင်းချနိုင်မဲ့နည်းလမ်းတွေအားအစွမ်းကုန်စီမံခဲ့တယ်လို့လည်းအသိပေးထားပါတယ်။ ထိုင်းပြည်သူတွေနဲ့တဟဆာတာဖြစ်စွာနေထိုင်ခဲ့ကြသလိုအနာဂတ်မှာလည်းလေးစားမှုနဲ့ခင်မင်ရင်းနှီးမှုတို့နဲ့အတူအိမ်နီးချင်းကောင်းပေသစွာနေထိုင်ရဲ့အတွက်လည်းဂတိကဝတ်ပြုတယ်လို့ KNU ဗိတ်တဝဲခရိုင်ကအသိပေးထားပါတယ်။ KNU ဗိတ်တဝဲခရိုင်အနေနဲ့ထိုင်းနိုင်ငံနဲ့သာဝရငင်းချမ်းပြီးအတူတကွပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးသဘောထားအပေါ်ရှက်တည်ရဲဆိုတာနဲ့ထိုင်းပြည်သူများထံမှနားလည်မှုကိုလည်းမျှော်လင့်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ အခုတက္ကသိုလ်မှာတော့အကျန်းဖက်စစ်အုပ်စုကြောင့်ယခုနှစ်အတွင်းအမျိုးသမီး222ဦးထိတေဆုံးခဲ့တဲ့သတင်းကိုပြောပြပါမယ်။အကျန်းဖက်စစ်အုပ်စုကြောင့်ယခုနှစ်အတွင်းနိုင်ငံတဝက်မှာအမျိုးသမီး222ဦးထိတေဆုံးခဲ့ရတာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့နိုင်ငံရေးအင်ဂျင်နာများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့အစည်းအဝေးရသိရပါဗျ။ယခုနေ့ဇန်နဝါရီ၁ရက်ကနေမေ၉ရက်အထိနိုင်ငံတော်ဝန်မှအကြံဖတ်စစ်အုပ်စုကြောင့်အမျိုးသမီး222ဦးသေဆုံးခဲ့ရပြီး အဲ့ဒီအထဲမှာအသက်16နှစ်အောက်ကလေးငယ်38ဦးထိပါဝင်တယ်လို့ AAPP ရဲ့စီးရင်တွေမှာဖော်ပြထားပါတယ်။ဒါ့အပြင်တေဆုံးရသူတွေထဲမှာသခိုင်းတိုင်းက58ဦးနဲ့အများဆုံးဖြစ်တယ်ဆိုတာနဲ့တေဆုံးရသူ222ဦးထဲမှာ169ဦးကအကျန်းဖက်စစ်အုပ်စုရဲ့၄ချောင်းကနေတိုက်ခိုက်မှုကြောင့်တေဆုံးရတာဖြစ်တယ်လို့လည်းသိရပါတယ်။ အကြမ်းဖက်စစ်တပ်ကမတရားအာဏာလုယူခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီတရက်ကနေ2025ခုနှစ်မေ9ရက်အတွင်းအကြမ်းဖက်စစ်အုပ်စုနဲ့လက်ပါစေတွေကြောင့်တိုက်ဆုံခဲ့ရတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်း6621ဦးထိရှိပြီဖြစ်တယ်လို့လည်း APP စင်းတွေမှာဖော်ပြထားပါတယ်ရှင်။ အခုဖော်ပြထားတဲ့ကိန်းကနဲအချက်လက်တွေက APP ကလလန်းမှီသလောက်ကောက်ယူထားတဲ့အရေးအတွက်ဖြစ်ပြီးတော့မြေပြင်မှာဖြစ်ပွားနေတဲ့အချက်လက်တွေကယခုထက်ပိုမိုများပြနိုင်တယ်လို့လည်း APP ကအသိပေးထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံအတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်ရနာရှင်အမြင့်ပြည့်ချိန်မုံရေးလူတို့ဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားပါမယ်။ ရင်းမဲ့ပင်မြို့နယ်မှာရင်းမဲ့ပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကျန်းဖက်ဆက်တဲ့ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမဲ့ပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကျန်းဖက်ဆက်တဲ့ကြာရှုံးရေးခေကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရှမပင်မြို့နယ်မှာအောင်လန်လှည့်မီထောင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကအကျန်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဘိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီထောင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟေ့ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါကတော့မေလ10ရက်သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းသဘာဝဘေးလူလုပ်ဘေးဆိုတဲ့ဘေးနဲ့တွေ့ရနေကင်းဝေးနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။